နှလုံးသားထဲမှာပတ်သွားမလားအဲ့ပတ်သွားရင်တော့အေးတာပေါ့နော်တပွားတယ်မြတ်စွာဘုရားကတင်ညိတတသကံဟောတိတဲ့ကိုလို့တာကိုထဲမှာကိုပုံရိပ်တွေကိုရသွားတယ်ဘယ်မှာဒီပုံရိပ်တွေထင်သွားတော့ဆိုတော့ကုသိုလ်အကုသိုလ်ကံရဲ့ပုံရိပ်တွေစိတ်အစင်မှာဖြစ်သွားတာ mental process လို့ခေါ်တဲ့စိတ်အစင်နဲ့နော်စိတ်ရဲ့ဖြစ်စဉ်ကြီးတွေမှာ ဒီအေယဝရိမြစ်ကြီးစီးဆင်းနေတဲ့အချိန်မှာမြေကြီးကစီးနေမပြတ်စီးနေအဲ့ဒါလိုပဲကိုယ့်ရဲ့ရင်ထဲမှာစိတ်အစဉ်ကြီးကမပြတ်ရှိနေအဲ့ဒီမပြတ်တဲ့စိတ်အစဉ်ထဲမှာပုံရိပ်တွေပါသွားပြီအဲ့ပုံရိပ်တွေဘယ်လိုလုပ်လိုက်ပြီးတော့ဖြတ်လို့ရအောင်ညာနိုင်နော်ညာနိုင်မှု CCTV တွေဟာတော့ဖြုတ်ပြီးတော့ဖြောင်းလို့ရသေးတယ်ရင်ထဲကဟာတော့ဖြောင်းလို့မရဘူးဒါမှပဲ အဲ့တော့ဒီဘွားထင်တဲ့ပုံရိပ်တွေဟာလူသေးသွားတော့ပြောင်းသွားရောလားလို့ဆိုရဲ့ဆရာတင်ဆာအရာယာကိစ္စတီဒီပုံရိပ်တွေဟာသူနဲ့အတူပါသွားနိုင်မယ်တဲ့ပါသွားမှာပဲတင်ဆတ်ကအနုကံဟောတီဒါရီကနောက်ကဘဝတန်တဲ့ဟာဆက်ဆက်မှာပါသွားပြီးအရေးပမာလိုက်နေမှာဖြစ်တယ်ဒါကြောင့်မို့ပုံရိပ် မကောင်းတဲ့ပုဂ္ဂိုလ်တွေဟာဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရပြီပုံရိပ်ကောင်းတဲ့ပုဂ္ဂိုလ်တွေသာချမ်းသာဒုက္ခရရှိမှာဖြစ်တယ်ဒီပုံရိပ်တွေချိန်ပြီးတော့ဘဝမှာအကျိုးပေးမှုတွေဖြစ်တယ်ဒါကိုပဲမြတ်စွာဘုရားကရှံကမံဂရိတန္တိကလျာဏဝပပကံဝတတကမ္မတဒါဟာဒါပွေတန္တိဆိုတာဒါကိုဟောတာနော်ကောင်းတာလုံးလုံးမကောင်းတာလုံးလုံးထိုလုံးတညာကုသကံအကုသကံတို့ရဲ့ အမွေကိုလုံသူခံရမယ်ဆိုတာဒါအဲ့ဒါကံကံအကျိုးလက်ခံတယ်ဆိုရင်မြတ်စွာဘုရားဆုံးမတယ်အလုလက်ခံထားတဲ့ကမ္မသကတာသမာဓိဋ္ဌိအမြင်ရှိမှဘုဒ္ဓဘာသာဆိုတာဖြစ်နိုင်တယ်လို့မှတ်ကမ္မသကတာသမာဓိဋ္ဌိအမြင်မရှိရင်ဘုရားဘာသာမဖြစ်ဘူးဘုရားန္တရဏံကိသမိဆိုနေပေမဲ့လို့ကံမယုံကြည်ဘူးဆိုရင်ဘုရားဘာသာဆက်ဖြစ်ဖို့ မြတ်စွာဘုရားကိုယ်တိုင်ကကံကံရေးကျုပ်အလေးနဲ့ထားပြီးအခြေခံအဖြစ်ဟောကြားခဲ့တာဖြစ်တယ်။ဒါကြောင့်မို့ကံကံရေးကျုပ်ယုံကြည်လက်ခံခြင်းဆိုတဲ့သိမြင်ခြင်းဆိုတဲ့ကမ္မတက္ကရသမထေတိရှိရမယ်။